င်္ဂလာပါဘေးရင်ဝင်မှာကြိုးစားပါတယ်ကျွန်တော်မနောပြီဟယ်လိုဆရာကျွန်တော်ဖုန်းခေါ်နေတာဆဲကရှိပြီဟုတ်လားကုသအေးဗျာကျွန်တော်တို့ဘက်ကဖုန်းလိုင်းတွေကဆင်မပြေဘူးဗျာ wifi လေးရနေလို့တော်သေးတယ်ဒါနဲ့ဘာခိတာနဲ့ဖုန်းဆက်ကခေါ်တာတော့ဆိုတော့ဒေတာတိုင်းလေးမိပေးခြင်းလို့ဆရာကျွန်ုပ်ပါဟော အလုတ်ပြောင်းလိုက်ပြီလားရင်းတစ်ခါကဝါရောရောက်နေတယ်ဆိုဟောဆရာကြီးခုလက်နဲ့ခုသလုံးရောက်ပါလေခြားလုံငန်းတွေရောအဆင်ပြေလားလုံငန်းတွေကအကုန်လုံးအဆင်ပြေပါတယ်ဆရာဘိုက်ဆိုင်ကတော့စွမိဘူးဖြစ်နေတာလုံငန်းတွေအဆင်ပြေပြီးရင်တရင်လုံးပဲဆရာကျမ်းမာရေးကစိတ်ယုံသွားလိုက်ရဈေးကန်းသွားလိုက်ရနဲ့ကလေးတွေရောဆရာဒီနေ့မှဘလို့ပြန်ပန်းကိုမသိဘူး လုပ်ငန်းတွေကိုခက်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 နဲ့လုပ်နေရတာဆရာအာသူပြီးပြောပါတယ်ကျွန်ုပ်မဩအဲ့ဒါနဲ့ရှားသမ ्या ငွေကျမ်းမာရေးကြောင့်ဖတ်မတင်မှုဆိုပါတော့လို့ပြောလိုက်တော့ဟုတ်ပါတယ်ဆရာကြီးအဲ့ဒါသစ္စာတိုင်းနေနာမီပေးဖို့နေနာအတွဲလေးရွေးချယ်ပေးပါဦးနာမီတော့ကျွန်တော်ဘာသာစဉ်းစားမယ်ပြီးမှရွေးထားတဲ့အမီအကျိုးပေးမပေးဆရာထပ်ပြီးကြည့်ပေးပါ ပြောပါ ကျွန်ုပ်ကအင်းအဲ့ဒီလို ဖြစ်ပါလေအဲ့ဒီလိုလဲဖြစ်ပါလေဆရာအဆောင်လေးပါလေးလုပ်ပေးပါဦးနော်ကျွန်တော်မွေကွနစ်က22ရက်တလာ1988မနပိုင်း9နိုင်မွေးတာပါဆရာအဲ့ဒီကိုတန်းကမဟာဘုံငါးကျင်းပွားတောက်ကြတာဖြစ်ပါလုပ်ငန်းတွေကိုခက်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 လုပ်နေရတာဆိုတော့ကြောင့်သူရဲ့မြင်ညွန်အတွက်ဖြစ်တယ် ကြာသာပြေးအစားစနေအစောတေသားဆိုင်မိပြေးဖို့ရွေးချယ်ရမည်ဖြစ်ပါတယ်လူကိုယ်တိုင်ကတောက်ကြသားဖြစ်ပြီးတော့တေသားဆိုင်အတွက်ဆိုတော့ကြောင့်ဇောကြီးကနေဘုံထုဆောင်ရမည်ဖြစ်ပါတယ်တောက်ကြသားအတွက်ပင်းရတွေဖြစ်ပါတယ်ဆိုင်ပေါင်းမှာစတင်ချိတ်ဖို့နေ့ရက်အချိန်ခါမှာရွေးချယ်ပေးလိုက်ပါ ောက်တစ်ပတ်လောက်ကြာတော့ဖုံးဆက်လာပါတယ်။ဆရာလုံငန်းမီရွှေချက်ပြီးပြီလား။အေးလုံငန်းမီတော့ကြာတာပြီအစားစနေဆုံးနေ့နဲ့တွေ့တဲ့ကပဲစဉ်းစားလိုက်ပါ။ဟုတ်ကဲ့ရွေးချက်ပြီးရင်ဆရာကိုပြောပါမယ်။အဆောင်ကရောဆရာ။အဆောင်ကတော့ဇော်ကြီးကနေပုံဘဘူးဆရာစီထူခမ်းပြီးမွေးနေ့နဲ့နဲ့မှာဆိုင်အပေါက်မှာချိတ်ထားရုံပါပဲ။အဲ့ဒါဆိုရပါပြီလို့ပြောလိုက်ပါ။ ဆရာဒီဘက်ကဗဘူးထုကသိပ်ပြီးဈေးကြည့်တာနော်အလဲကထုခိုင်းလို့တော့မရဘူးလို့ပြောပါကျွန်ုပ်မကိုသက်အဆောင်လို့ရင်ဈေးမစစ်ရဘူးနမျောမနေနဲ့သူ့လက်ရလိုက်တော့တောင်းရင်ပေးရမှာပေါ်လို့ပြောပါဘယ်နဲ့ဗျာကို့အဖေမတ်နေအလဲကထုပေးရအောင်ဆိုပြီးကျွန်ုပ်မငောက်ဆက်ဆက်ပြောလိုက်ပါတယ်ကိုယ်တမထားရေမွေး ဖုံးချသွားပါတော့တယ်။တောက်ကြသားသမီးတောက်ကြမိရှင်တွေဟာဇော်ကြည့်ရုပ်အဆောင်ပြုလို့ဆောင်လင်းအလွန်ထူးခြားသောကျိုးပေးပါတယ်။စီးပွားရေးကျန်းမာရေးစသဖြင့်ကောင်းကျိုးများဖြစ်စေပါလေ။အားလုံးမေမီစီများရှင်လန်းချမ်းမြေ့ကြပါ